နားစပွဲအမေဟိုတယောက်ကိုယေရီကခင်းပြဘွားကိုခေါ်ဆောင်လာခဲ့ပြီးအဲ့ဒီနေရာမှာသတင်းတောက်တွေနဲ့လူများစွာစုဝေးရောက်ရှိနေတာကြောင့်အမေဟိုအကြောင်းလန့်တကြားနဲ့အဲ့ဒီနေရာကိုဘာကြောင့်ခေါ်လာခဲ့ရသလဲဆိုပြီးမေးလိုက်မိပါလိမ့်မကြခင်မှာပဲမနီးမွေးကတကူလုံးမီးလောင်ကျွမ်းနေတဲ့တပ်မဲ့ခန္ဓာတစ်ခုကိုမြင်လိုက်မိပြီးအဲ့ဒီအလောင်းရဲ့ရုပ်ကိုတေချာခွဲကြလို့မရတော့သည့်တိုင်အမေဟိုကတော့စိတ်ထိခိုက်ပြီးမေးလဲသွားပါတော့လေအเจ้าကတော့သေဆုံးသူရဲ့သုံးဆောင်တွေကို သူမကောင်းကောင်းကြီးမှတ်မိနေလိုပဲဖြစ်ပြီးတေဆုံးသွားသူဟာစာပါလို့အမိရတဲ့သူမရဲ့တမီးအရင်ကြီးပဲဖြစ်နေခဲ့တာပါရုံတန်တရင်ဌာနတစ်ခုမှာအထက်ရာရှိကြီးကသူ့ရဲ့တပည့်တယောက်ကိုစင့်ခေါ်လိုက်ပြီးအစိုးရမီးလောင်ကျွမ်းပြီးတော့တတ်ခံရတဲ့တရင်ကိုချက်ချင်းတင်ဆက်ဖို့ခိုင်းစေလိုက်ပါလေတေဆုံးသူဟာမျိုးသမီးလည်းဖြစ်နေပြန်တာကြောင့်အဓမ္မပြုချင်းခံပြီးတော့အသက်ခံရတဲ့ဆိုပြီးတရင်လှုပ်ရေးရင်လူတွေပုံမို့ပြီးတော့စိတ်ဝင်စားကြလိမ့်မယ်ဆိုပြီးတော့လေ လမ်းညွန်ပေးလိုက်သေးတာပါတချိန်ထဲမှာပဲကောလိပ်ကျောင်းထဲမှာလဲဝန်နေချင်းထိမ့်မနဲ့အခမ်းအနားကျင်းပနေကြပြီတေဆုံးသူစာပါဟာဒီကောလိပ်ကျောင်းမှာ တပည့်တွေအရန်ချစ်ကြရတဲ့ဆရာမတစ်ယောက်ဖြစ်ပါလေစာပါဟာမျက်စရာပီသတဲ့အရေးချင်းတွေနဲ့ပြေးဝတဲ့သူဖြစ်တာကြောင့်ကျောင်းသားအလုံးကရန်ကုန်လေးစားရတဲ့သူဖြစ်ပေမဲ့လက်ထောက်ကျောင်းကြီးကတော့အခမ်းအနားမှာဒီဆုံးသူရဲ့ဂုံသိက္ခာကိုမှမထောက်ထားပဲ အပြစ်တင်တဲ့ဇကားရီကြီးစင်မင်းထက်ကနေပြောသွားခဲ့တာပါအဖိုးကြီးက စာပါညနဲ့ချိန်မတော်ထိအเจ้าမဲလမ်းမှာချိန်ဖြုံးခဲ့တာကြောင့်အခုလိုအဓမ္မပြုခြင်းခံပြီးအသက်ခံလိုက်ရတာဆိုပြီးတော့တရင်စာတွေကအချက်တွေကိုဆွဲယူပြီးတော့ပြောပါလေစာပါရဲ့ဒီလိုအဖြစ်ဆိုးကြောင့်သူ့เจ้าရဲ့ဂုံတိတ်ခါကိုထိခိုက်စေတဲ့ပြင်စာပါရဲ့တေဆုံးမှုပေါ်မကျေနပ်ကြတဲ့ပြည်သူတွေကဆန္ဒပြပွဲတွေပြုလုပ်ခဲ့ကြပြီးတေဆုံးသူဟာအစ္စလမ်ဘာသာဖြစ်တာကြောင့်လေ ဘာသာရေးထိုးနှက်ချက်တွေပါဖြစ်ပေါ်လာကြတာပါဒီချက်တွေကြောင့်လက်ထောက်ကြောင်းကြီးကဒေဆုံးသူကိုပြစ်မြင်နေတာဖြစ်ပြီးသူ့ရဲ့ဟောပြောချက်ပြီးဆုံးသွားတဲ့ချိန်မှာတော့သူတို့ချစ်ခင်လေးစားတဲ့ဆရာမတို့မကျေနပ်တဲ့ကြောင်းသူလေးတူကအခမ်းအနားကိုမယုံသိမ့်ပဲစင်ပေါ်ကိုတတ်သွားခဲ့ပါလေပြီးတော့ဆရာမစာပါရဲ့လေးစားပွဲဟာလောက်ရက်တွေကိုထုတ်ဖော်ပြောဆိုပြီးအဲဒီစကလုံးတွေကြောင့်ပဲကျောင်းသားတွေအားလုံးကစိတ်ဓာတ်တွေနှိုးကြလာခဲ့ကကျောင်းရှိမှအားလုံးစုဝေးရောက်ရှိကြပြီး ဆ ्याम စာပါအတွက်တရားမျှတမှုရရှိရေးကြွေးကြော်ဆန္ဒပြကုန်ကြပါလိမ့်။ဒါပေမဲ့သိမကြခင်မှာပဲပြည်သူအခွန်ကိုစားသုံးပြီးပြည်သူကိုပြန်ရိုက်တဲ့အိန္ဒိယရဲတပ်ဖွဲ့ကြီးရောက်လာခဲ့ပြီးတော့ကျောင်းသားစုဝေးကြီးကို အကြမ်းဖက်ဖြိုခွင်းပါတော့လေ။သူတို့ဟာဘာသာတိပေးချက်မှမလုပ်ဘဲအတင်းဝင်ရိုက်ကြတာဖြစ်ပြီးကျောင်းသားများစွာဒဏ်ရာပြင်းထန်တဲ့စေယုံကိုရောက်ကုန်ကြပါလိမ့်။ဒါပေမဲ့ချို့သောသတင်းဌာနများကရဲရီဘက်ကရပ်တည်ပြီး ကျောင်းသားရိယာနိုင်ငံကိုစူပူအောင်ကြွအောင်ဖန်တီးကြလို့အခုလိုရိုက်ခံရတာဖြစ်တယ်ဆိုပြီးတင်ပြခဲ့ကြပါလိမ့်။ဒါပေမဲ့မကြခင်မှာကျောင်းသူတူရဲ့ရရဆက်ဆက်ရိုက်နှက်ခံရတဲ့ဗီဒီယိုတခုအင်တာနက်ပေါ်ကိုပြန့်နှံ့သွားခဲ့ပြီးတော့ဒီတော့မှအားလုံးလဲကျောင်းသားရိယာငြိမ်းချမ်းစွာဆန္ဒပြနေချိန်မှာရဲတွေကရရဆက်ဆက်ဝင်ရောက်အကြမ်းဖက်ခဲ့တာကိုသိသွားခဲ့ကြပါတော့လေ။အဲ့ဒီကျောင်းသူလေးရဲ့ဗီဒီယိုကြောင့်နိုင်ငံတော်ကကျောင်းသားတွေအားလုံး ကိုစီစုဝေးဆန္ဒပြကြကတရားမျှတမှုကိုလမ်းထွက်တောင်းဆိုခဲ့ကြပါလေ။ဆ iam စာဘာသက်ခံရမှုနဲ့ကျောင်းသားတွေကျန်းဖတ်ခံခြင်းကိုပါတရားမျှတစွာဖြေရှင်းပေးဖို့တောင်းဆိုခဲ့ကြပြီးတပိပိနဲ့ဆန္ဒပြတဲ့တပ်ပေါင်းစုတွေပေါင်းစည်းမိကြပြီးတော့နိုင်ငံအစ်စ်အရေးပေါ်ကိစ္စတွေဖြစ်လာခဲ့ပါတော့တယ်။ဒီခါမှာဝင်းကြီးချုပ်ကအရေးချင်းပြေးဝတဲ့ရဲရာရှိတူကိုဆေလွတ်ကဆ iam စာဘာရဲ့တည်ဆုံးမှုကို စစ်ဆေးဖို့ထုတ်ဖို့တာဝန်ပေးအပ်လိုက်ပါလေ။အရင်နောက်မှာတော့တခုလက်ရဲရာရှိဖြစ်တဲ့ဆက်ချံကိုမြင်ကြရပြီ။သူဟာသားလေးကိုတဝူတဲ့စောင့်ရှောက်ရင်းအထက်ကပေးတဲ့တာဝန်တွေကိုလည်းလွန်စွာကျေပွန်သူတယောက်ဖြစ်ပါလေ။ဝင်းကြီးချုပ်ကသူ့ကိုဆီယာမစာပါရဲ့အမှုကိုဖော်ထုတ်ဖို့တာဝန်ပေးရလိုက်ပြီးတာနဲ့ချက်ချင်းဆိုသလိုပဲစာပါတာဝန်ကျခဲ့တဲ့ကောလိပ်ကိုတွားရောက်ခဲ့ပြီးတော့ကျောင်းသားတွေနဲ့တွေ့ဆုံညှိနှိုင်းခဲ့ပါလေ။သူရဲ့တီဂျီပြီးတော့ပြတ်သားတဲ့မူရာတွေကြောင့် ။ကျောင်းသားတွေကလည်းကောလိပ်ထဲကိုဝင်ဝင်ပြုခဲ့ပြီးစစ်ဆေးမေးမြန်းသမျှကိုမှန်တိုင်းဖြေဆိုပေးခဲ့ကြတာပါ။စာပါရဲ့မိခင်ဖြစ်သူကလည်းမျက်ရည်ဆက်လက်နဲ့စာပါအသူတပည့်တွေကိုရန်ချစ်လွန်းတဲ့ဆရာမတစ်ယောက်ဖြစ်ကြောင်း။သူမရဲ့နိုင်ငံခြားပညာသင်ခွင့်ကိုတော့စွန့်လွှတ်ပြီးတော့ကျောင်းသားတွေကိုပဲစာဆက်သင်ဖို့အတွက်ရွေးချယ်ခဲ့ကြောင်း။ဒါပေမဲ့နောက်ဆုံးမှာတော့မတ္တမာသူတွေရဲ့ရဲ့ရဲ့ဆက်ဆက်တပ်ဖြတ်ခြင်းကိုခံလိုက်ရအကြောင်းတွေပြောပြတာကိုစက်ချံကြားသိခဲ့ရပါလေစက်ချံအကြောင်းစုံကိုသိခဲ့ရပြီးတဲ့နောက်မှာ အမေကြီးကိုရက်30တွဲမှာပဲစာပါကို တတ်တဲ့တရခန်းကိုဖမ်းပေးပါမယ်ဆိုပြီးတော့ဂရီပေးလိုက်ပါတော့လေအရင်နောက်မှာဆက်ချန်ဟာစာပါရဲ့မှုကိုအာသွန်ခွန်ဆိုင်စူးစမ်းဖော်ထုတ်ခဲ့ပြီးအခင်းဖြစ်ပွားအနီးကကင်မရာမှတ်တမ်းတွေကိုလည်းစစ်ဆေးကြည့်ခဲ့ပါလေကင်မရာမှတ်တမ်းတွေကိုသေချာစွာစစ်ဆေးကြည့်ရမှာတော့အဝင်နေရာနဲ့အထွက်နေရာရဲ့ကြားထဲမှာကြာမြင့်စွာပျောက်နေတဲ့ကားနဲ့ရောင်တစ်စီးနဲ့ဆိုင်ကယ်တစ်စီးကိုတရီထားမိလိုက်ကြပါလေအဲ့ဒီရင်နှစီးဟာ ကြားမှာရက်ပြီးတော့စာပါရဲ့လောင်းကိုမီးရှို့ဖျောက်ဖျက်နေကြတာဖြစ်နိုင်ကြောင်းစက်ချန်ကတန်တရားဝင်သွားခဲ့တာပါတိုက်ဆိုင်သွားပဲမကြခင်မှာအမျိုးသားတူဟာရဲစခန်းကို ရောက်လာခဲ့ပြီးတော့သူမြင်တွေ့ခဲ့ရတာတွေကိုလာပြီးတော့ပြောပြလာခဲ့ပါလေအခင်းဖြစ်ပွားတဲ့နေ့ကအဲ့နားမှာမတော်တဆဆိုင်ကယ်မှောက်ခဲ့တာဖြစ်ပြီးတိုက်ဆိုင်သွားပဲလူလေးယောက်ဟာကားပေါ်က လောင်းတလောင်းကိုဆွဲချလာပြီးတော့ဓာတ်စီလောင်းမီးရှို့လိုက်တာကိုမြင်လိုက်ရတယ်ဆိုပြီးသတင်းလာပေးခဲ့တာပါ အဲဒီစကားတွေကကင်မရာမှတ်တမ်းနဲ့လဲညင်ညွတ်နေတာကြောင့်သူတို့ဟာအဆိုပါနဲ့ရောင်ကားကိုခြေရာခံစုံစမ်းကြပါတော့လေတချိန်တည်းမှာပဲမှုကင်းဆောင်ဝင်တွေဘက်ကတရခန်ရဲ့လက်ဝေးရာကို ရရှိလိုက်ကြောင်းအကြောင်းကြားလာခဲ့ပါလေလက်ဝေးရာကိုစစ်ဆေးကြည့်ရမှာတော့ရာဇဝမှုကျူးလွန်ထားတဲ့မှတ်တမ်းတွေရှိနေခဲ့တဲ့ပြင်မျက်မြင်သက်သေလဲသူမြင်ခဲ့တဲ့သူတွေဟာအဲ့ဒီလူတွေပဲဆိုပြီးတော့အတီးပြုတ်ပေးလိုက်ပါလေသူတို့ဟာအဲ့ဒီလက်ဝေးရာကနေတဆင့်ခြေရာခံပြီးတော့ဆက်လိုက်ကြရာကနေ နောက်ဆုံးမှာတော့တရခန်၄ယောက်ကိုဖော်ထုတ်နိုင်ခဲ့ကြပါလိမ့်။အဲဒီလို၄ယောက်ဟာရာဇဝဲမှုမှတ်တမ်းတွေလည်းများစွာ ရှိထားမှုတွေဖြစ်တာကြောင့်ဆက်ချန်ကတရခန်ဖြစ်ကြောင်းအခိုင်အမာကိုယုံကြည်နေပါလိမ့်။ဒါပေမဲ့တရခန်တွေဟာနိုင်ငံရေးပါတီကြောထောက်နောက်ခံရှိသူတွေဖြစ်နေတာကြောင့်သူဟာအထက်ကိုအတိမပေးဘဲတိတ်တဆိတ်ပဲသွားဖမ်းခေါ်လာခဲ့ပါလိမ့်။စကန်ကိုပြောင်းလာပြီးလို့တိတ်မကြခင်မှာပဲမီဒီယာတွေကရောသူ့ရဲ့အထက်လူကြီးတွေကပါတရားခံကိုသွားဖမ်းလာခဲ့ပြီဆိုတော့ တရင်ရသွားကြတာကိုမြင်လိုက်ရပါလေဆချန်ကသူ့ရဲ့တပည့်တွေကိုစစ်ဆေးပေမဲ့အားလုံးကသူတို့ကြောင့်တရင်ပေါက်ကြတာမဟုတ်ရဘူးဆိုပြီးအခိုင်အမာကိုပြောနေကြတာပါမကြခင်မှာတရခန့်တွေကိုစစ်ဆေးမှုတွေစတင်ခဲ့ကြပေမဲ့ဘယ်သူကမှအမှန်ကိုထုတ်ဖို့ဝန်ခံခြင်းမရှိတဲ့ပြင်ဆချန်ကိုပါမထီမဲ့မြင်စွာဆက်ဆံခဲ့ကြတာပါတရခန့်တွေကသူတို့ကိုမကြခင်မှာနိုင်ငံရေးပါတီဘက်ကလာပြီးတော့ကဲထုတ်ပေးကြလိမ့်မယ်ဆိုပြီးယုံကြည်နေကြကာ အေးအေးလူလူပဲရှိနေကြပါလေ။တချိန်တည်းမှာပဲចောင်းသားတွေကလည်းတရခန်လေးယောက်ကိုဖမ်းမိတဲ့တရင်ကိုမြင်တဲ့အခါမှာရဲစခန်းရှိကိုရောက်လာပြီးတော့ဝိုင်းဝန်းဆန္ဒပြကြပြီးတရခန်တွေကိုအမြန်ဆုံးတရားရုံးတင်ဖို့ဖိအားပေးနေကြပါပြီ။အချိန်တွေပို့ပြီးတော့မတင်းမာခင်မှာဆက်ချန်ကအပြင်ထွက်ပြီးတော့သူတို့စီမှာတရားရုံးတင်ဖို့ထိလုံလောက်တဲ့တပ်တွေတွေမရှိသေးတဲ့အကြောင်းကိုចောင်းသားတွေကိုထွက်ပြောခဲ့ပေမဲ့ចောင်းသားတွေကမယုံကြည်ကြတော့ပါဘူး။ ចောင်းသားတယောက်ကသူ့ကိုလက်တွေဘလောက်စားထားလို့ဒီအခန်းကိုကာကွယ်ပေးဖို့စ조사နေရတာလေဆိုပြီးပြောလာတော့စัจချာဒေါသတကြီးဖြစ်သွားခဲ့ပြီးចောင်းသားစုဝေးကိုချက်ချင်းပဲဖြိုခွင်းစေပါတော့လေဒါကြောင့်မယ့်ပြည်သူတွေကဒီသတင်းပေါ်မှာပုံမှန်စိတ်ဝင်စားစွာနဲ့စောင့်ကြည့်နေကြကအမြင်မတူတဲ့အဖွဲနှစ်ခုလည်းကွဲထွက်လာခဲ့ပါလေတဖွဲကတော့ရဲရီစီမှာလုံလောက်တဲ့တပ်သေးတွေတကယ်မရှိတာဖြစ်နိုင်တယ်လို့ယုံကြည်ကြပြီး နောက်တစ်ဖွဲ့ကတော့စက်ချန်ဟာလက်စားထားပြီလို့ထင်နေတဲ့ဖွဲ့ဖြစ်ပါလိမ့်။နိုင်ငံတော်ဝက်လောက်ကပြည်သူတွေကရဲဌာနကို ဝိုင်းပစ်တင်လာတဲ့ခါမှာတော့ရဲမှူးကြီးလည်းမနေတာတော့ပါဘူး။ရဲမှူးကစက်ချန်ကိုစင်းခေါ်စီလိုက်ပြီးတော့သူနဲ့တားဖြစ်သူတို့ရဲ့အန်ဒီရဲ့ကင်းစေဖို့အတွက်ဒီမှုကိုတခြားသူလက်ထဲလွှဲအပ်လိုက်ဖို့တိုက်တွန်းမိမယ်။စက်ချန်ကတော့သူဟာစာပါရဲ့မိခင်ကိုရက်30အတွင်းမှာတရားခံဖမ်းပေးမယ်ဆိုပြီးပေးထားတဲ့ကိရိကြောင့်အမှုကိုဆက်လိုက်ဖို့အတွက်ပဲ တောင်းဆိုခဲ့တာပါဒီလိုနဲ့ပဲမှုနောက်ကိုစ조사ပြီးတော့လိုက်လံစုံစမ်းနေစမှာအထက်ကသူ့ကိုဒီမှုကိုလက်လွဲလိုက်ဖို့အတင်းမဲအမိန်ချမှတ်လိုက်တာကိုလက်ခံလိုက်ရပါတော့လေအမှုကိုတခြားသူလက်ထဲလွဲလိုက်ရတဲ့ပြင်တရားခံတွေကလည်းတခြားရဲစခန်းတစ်ခုကိုညာတွင်ချင်းပြောင်းရွှေ့စေလိုက်တာဖြစ်ပါလေဒါဟာနောက်ွယ်ကနိုင်ငံသမားတချို့ကတရားခံတွေကိုအမှုကလွတ်စေဖို့စ조사နေတာပဲဆိုတော့စက်ချန်ကကောင်းကောင်းသိနေပါလေ သူကဒီကိစ္စပေါ်မကြင်မနက်ဖြစ်နေစမှာမူရတီလို့အမိရတဲ့ဝါရင်ရဲသားတူကစက်ချံကိုအထက်ကခိုင်းတဲ့အတိုင်းလှုပ်ပေးလိုက်တာကအကောင်းဆုံးဖြစ်ကြောင်းသူရဲ့အတွေ့အကြုံအရအမှန်တရားအတွက်စူးစမ်းတိုက်ခိုက်တဲ့ရဲရာရှိတိုင်းဟာဘယ်တော့မှဇက်သိမ်းမလာတဲ့အကြောင်းတွေပြောနေခဲ့ပါလေမကြာခင်မှာတော့စက်ချံဟာအထက်ကခိုင်းစေချက်တိုင်းတရားခံတွေကိုရွှေပြောင်းပေးခဲ့ပြီးလန်ကီမှာတော့တရားခံတွေဟာရဲတွေကိုအားရပါးရလှောင်ပြောင်နေပါတော့တယ် ဒါပေမဲ့တိတ်မကြခင်မှာပဲဇက်ချန်ဟာသူ့ရဲ့ကားကိုရုတ်တရက်လမ်းကြောင်းပြောင်းလိုက်ပြီးလူသူတွေနဲ့ဝေးရာကို မောင်းသွားစေခဲ့ပါလေ။ကားရလိုက်တဲ့အခါမှာတော့သူဟာတဏ္ဍဆွဲထုတ်ကတရခံလေးအောင်စလုံးကိုပြစ်တက်လိုက်ပြီးမူရတီရဲ့လက်ကိုတော့ကြီရှက်ထိသွားရုံလေးပြစ်ထည့်လိုက်ပါလေ။ပြီးတော့တရခံနေထွက်ပြေးလို့ပြစ်တက်လိုက်ရပုံဖြစ်အောင်စီစဉ်လိုက်ပါတော့လေ။နောက်နေ့မနက်ခင်းရုတ်တံသတင်းတွေမှာတရခံလေးဦးစလုံးတည်ဆုံသွားခဲ့ပြီဖြစ်ကြောင်းကြေညာလိုက်ရမှာတော့ ီသူတွေဟာနိုင်ငံလုံးကျွတ်ပျော်ပွဲရှင်ပွဲတွေကျင်းပကြပါတော့လေတရားခံတွေကိုစီရင်ခဲ့တဲ့ဆက်ချံကိုလည်းသူရဲ့ကောင်းကြီးတူလို့ချီးမြှောက်ပေးခဲ့ကြပြီးသူရဲ့တားဖြစ်သူကလည်းဒီအဖြစ်ကြောင့်ကြောင်းပါညနေကောင်းရနေတော့တာပါမကြခင်မှာရဲမှူးကြီးဦးစီးတဲ့သတင်းစာရှင်းလင်းပွဲတစ်ခုပြုလုပ်ခဲ့ပြီးတရားခံတွေတည်ဆုံခဲ့တဲ့ဖြစ်စဉ်ကိုဆက်ချံပြုလုပ်ထားတဲ့အစည်းအဝေးတိုင်းမှာထုတ်ပြန်ခဲ့ပါတယ်တရားခံတွေကရဲတွေကိုတိုက်ခိုက်ပြီးတော့ထွက်ပြေးဖို့စူးစမ်းတာကြောင့်ပြစ်တက်လိုက်ရကြောင်း မီဒီယာအားလုံးရှိမှ ထုတ်ပြန်လိုက်တာဖြစ်ပါလေ။စက်ချန်လောရက်ကိုစာပိုင်းမိသားစုဘက်ကဝမ်းမြောက်စွာနဲ့ကြိုးဆိုသလိုဒီကံဘက်ကမိသားစုကလည်းဘာမှမပြန်မလုပ်ဘူးဆိုပြီးကြေအေးပေမဲ့နိုင်ငံတကာလူခွင့်အဖွဲ့ကတော့စက်ချန်ကိုတရားစွဲဆိုလိုက်တော့တာပါ။စချန်ရဲ့အခုလိုစီမံကမ်းမဲ့တရားခံကိုပြစ်တက်ခြင်းဟာတရားဥပဒေနဲ့ရောရဲကျင်းဝင်နဲ့ပါမညီညွတ်ဘူးလို့ဆိုခဲ့တာဖြစ်ပါလေ။ဒါပေမဲ့စချန်ကတော့ ရဲဟာလည်းလူတယောက်သာဖြစ်ပြီးအသက်အန္တရာယ်ကြောက်တဲ့အချိန်မှာရဲချင်းဝင်တွေကိုဦးထိတ်ထားမနေနိုင်ဘူးဆိုပြီးတော့မီဒီယာတွေမှာပြောခဲ့ပါတယ်။ဒါပြင်သူကဒီနေရာမှာသေဆုံးသူဟာရဲတဦးသာဖြစ်နေချင်းခင်ဗျားတို့ဒီလိုမေးခွန်းတွေစိတ်ဝင်စားမေးနေပါမလားဆိုပြီးတော့ပြောခဲ့တာပါ။အဲဒီအချိန်မှာပဲရဲသားတူကတရင်တစ်ခုလာပေးလို့စัจချန်ချက်ချင်းထွက်သွားခဲ့ရပါတယ်။သူ့ရဲ့သားလေးကကားတိုက်ခံလို့ဆေးရုံကြောင်းနေကြောင်းတရင်ရခဲ့တာဖြစ်ပြီး ကံကောင်းထောက်မစွာနေပဲအသက်အန္တရာယ်တော့မရှိခဲ့ပါဘူး။မကြခင်မှာရဲတပ်ဖွဲ့ရဲ့စုံစမ်းမှုရစက်ချန်ရဲ့သားလေးကိုဝင်တိုက်တဲ့ကားဟာနံပါတ်ပြားအတုကိုတတ်ထားတာကြောင့်ဒါမတော်တဆမှုမဟုတ်ပဲတမင်လောက်ကြံထားကြောင်းသိလိုက်ကြရပါလေ။သားလေးရဆေးအုံမှာအတွင်းလူနာဖြစ်နေရပေမဲ့စက်ချန်ကတော့အနီးကပ်မဆောင်ရှောက်နိုင်တော့ပါဘူး။သူ့ကိုလူခွင့်ရေးဖွဲ့ကတရားစွဲထားတာကြောင့်တရားရင်ဆိုင်ရတော့မှဖြစ်ပြီး ကံကောင်းစွာပဲကွာရှင်းထားတဲ့ဇနီးဖြစ်သူရောက်လာကဒါဖြစ်သူကိုနီးကပ်စောင့်ရှောက်ပေးခဲ့ပါလေ။တရားဟုတ်သွားမှလဲကျောင်းသားလူကြီးနဲ့ပြည်သူတွေအားလုံးကစချံဘက်ကနေရက်တီကကြိုးစိုးအားပေးနေကြပြီ။စာပါရဲ့မိခင်လည်းရောက်ရှိလာခဲ့ပြီးတော့တရားရုံးကသာစချံပြည့်ရှိကြောင်းဆုံးဖြတ်ခဲ့ရင်တရားရုံးတော်ကြီးကိုပါစန့်ကျင်ပြစ်မယ်ဆိုပြီးပြောခဲ့တာပါ။မကြာခင်မှာတရားကြားနာမှုကိုစတင်ခဲ့ပြီးတော့စချံရှိနေဖြစ်တဲ့အာရာက ထရက်ကရုံးတော်နဲ့စတင်ပြောဆိုပါလေသူကဆက်ချံအားရဲချင်းဝင်တိုင်းထွက်ပြေးတဲ့တရက်ခန်းကိုဒူးကောင်းရဲ့အောက်ပိုင်းကိုမှပြစ်ခဲ့တာမှန်ပေမဲ့အဲ့ဒီတရက်ခန်း၄ယောက်စလုံးဟာလူသက်တရက်ခန်းတွေဖြစ်ကြပြီးဘယ်နည်းနဲ့မဆိုတေတံကြမဲ့လူတွေဖြစ်တာကြောင့်ဆက်ချံစီမှာလုံးဝအပြစ်မရှိပါဘူးဆိုပြီးရှောက်ထားခဲ့တာပါအဲ့ဒီချိန်မှာပဲတရက်လူရှင်းနေဖြစ်တဲ့အာရဝံကလက်ထောင်လိုက်ပြီးတော့အာရရဲ့ရှောက်လဲချက်ကိုကန့်ကွက်လိုက်ပါလေအဲ့ဒီနောက်မှာတပ်သေးတယောက်ကိုတရက်ခွင်းစီကိုတင်သွင်းလာခဲ့ပြီး သူမရဲ့တမီးဖြစ်သူကို နိုင်ငံရေးသမားတူကစော်ကားတာကိုခံခဲ့ရဘူးတာဖြစ်ပါလေ။ဒါပေမဲ့အဲ့ဒီနိုင်ငံရေးသမားတူဟာအခုချိန်ထိဘာအပြစ်မှမခံခဲ့ရကြောင်းရုံးတော်ကိုတင်ပြပါလေ။အဲဒီကမှတစ်ဖက်ကရှေ့နေအာယာဟာလှုပ်လှုပ်ရှားရှားဖြစ်သွားပါလေ။အဲ့ဒီမူရုံကနိုင်ငံရေးသမားဘက်ကအာယာကိုတိုင်းရှေ့နေလိုက်ပြီးခဲ့ဘူးတာပါ။အာယာကချက်ချင်းပဲအဲ့ဒီတုန်းကတရားရုံးတော်က နိုင်ငံရေးသမားတွေဟာဆွဆွဲခံရတာဖြစ်ကြောင်းအမိန့်ချမှတ်ခဲ့ပြီးဖြစ်တာကြောင့်နိုင်ငံရေးသမားအပြစ်မရှိတဲ့သူပဲဆိုပြီးထပြောပါလေသူရဲ့စကားကအာရဝံရဲ့အကွက်ထဲကိုစိုက်စိုက်မြတ်မြတ်ဝင်သွားတာဖြစ်ပြီးအာရဝံကဒီလိုဆိုရင်ဘသူမားဘသူမှန်ဆိုတာနဲ့ဘယ်သူဟာကျူးလွန်သူဘယ်သူဟာတားကောင်ဆိုတာကိုတရားကျောင်းတော်ကပဲတတ်မှတ်ပိုင်ခွင့်ရှိကြောင်းထောက်ပြပြောဆိုပါလေဒါကြောင့်တေဆုံးသူ၄ဦးဟာလည်းတရားခံဖြစ်တရားစွဲဆိုခံရတဲ့အစင်းမှာပဲရှိနေပြီး တေရန်ကြခံရမယ့်သူတွေမဟုတ်သေးကြအဲ့ဒီ၄ယောက်ကိုတရားလက်လွတ်တတ်ခဲ့သူကိုလည်းအပြစ်ပေးကြမှာဖြစ်ပြီးတော့အခုတော့တိုင်းပြည်လုံးကထောက်ခံအားပေးနေကြတာမဖြစ်သင့်ကြောင်းဒါပြင် လူလူတရက်လုံးကတရားလက်လွတ်တတ်ဖြတ်သူကို ထောက်ခံ အားပေးခြင်းဟာတရားကြုံးကိုယုံကြည်မရှိကြောင်းပြသရာရောက်နေတယ်ဆိုပြီးပြောလိုက်ပါတော့တယ်အိန္ဒိယမှာ24နှစ်အတွင်းမှာပဲအာဓမ္မပြုခြင်းမှုများစွာဖြစ်ပေါ်နေပြီး အားလုံးကဒီစာပါရဲ့မှုတစ်ခုတည်းကိုပဲစိတ်ဝင်စားနေတဲ့အကြောင်းကမီဒီယာကဒီသတင်းကိုတမင်သက်သက်မျက်နှာဖုံးသတင်းဖြစ်လောက်ခဲ့လို့ပဲဆိုပြီးပြောလိုက်ချိန်မှာတော့သတင်းဌာနဘက်ကလူကြီးကထလာပြီးစာပါရဲ့တင်ဆုံးမှုဟာထူးခြားနေလို့မျက်နှာဖုံးမှာထည့်ရတာပါဆိုပြီးပြောပါလေဆီယာမားတယောက်အရမပြုချင်းခံပြီးတော့မီးရှို့တပ်ပစ်ခံရတာဟာပုံမှန်ဖြစ်လေရှိတဲ့မှုတစ်ခုမဟုတ်ကြောင်းသူကပြောခဲ့တာဖြစ်ပါလေဒါမဲ့အာရဝံက ။တရင်စားထဲမှာအရမပြုတ်ကျင်းနေဆိုပြီးတော့ရေးခဲ့တဲ့ချိန်မှာမူကင်းဆရာဝန်ဒီဘက်ကစစ်ဆေးမှုတော်မပြုတ်လို့ရသေးတောင်းစစ်ဆေးမှုကဖြေထွက်လာချိန်မှာလဲအရမပြုတ်ကျင်းခံရနိုင်ခြေရှိတယ်လို့သာခံမှန်းထားတာဖြစ်ကြောင်းနဲ့တကယ်တော့လူလူကြီးတရလုံးကစိတ်ဝင်စားအောင် ဖြည့်ဆွက်ရေးထားတဲ့သတင်းမှားကိုယုံကြည်မိခဲ့ကြတာပဲဆိုပြီးပြောလိုက်ပါတယ်။ဒီချိန်မှာပဲစာပါရဲ့မိခင်ဖြစ်သူကအာရဝံတယောက်တရားခံတွေကို ခုလိုစူးစမ်းကာကွယ်နေတာကိုမကန်စားနိုင်တော့ပဲ။ဒါအော်တော့တာကြောင့် ရုံတော်တစ်ခုလုံးစူညံသွားခဲ့ရပါတော့လေဒီခါမှာတရားသူကြီးမင်းကစာပါရဲ့မိခင်စိတ်ငြိမ်သွားတဲ့အထိရုံတော်ကိုခဏနားဖို့အမိန့်ချလိုက်ရပါလေမကြခင်မှာတော့ဒုတိယအချိန်ကြားနာဆစ်ဆဲမှုစတင်လာခဲ့ပြီအာယာကအရင်ဥစွာပဲတရားသူကြီးမင်းကိုအာရဝံရဲ့ရှောက်လဲချက်တွေကြောင့်နေနာသူမိသားစု စိတ်ထိခိုက်ရကြောင်းနဲ့အာရဝံကိုစင်ကျင်ပြီးတော့ရှောက်လဲချက်ပေးခိုင်းမှာဆိုပြီးပြောလိုက်ပါလေဒါပေမဲ့မကြခင်မှာပဲအာရဝံက စာပါရဲ့မိခင်ကိုခေါ်ထုတ်ပြီးစင်မေးခဲ့ပြီးတော့သူမရဲ့သမီးဘာတွေဖြစ်ခဲ့တယ်လဲဆိုတာကိုပြောပြပါဆိုပြီးမေးလိုက်ပါလေသူမကသမီးဟာအရမပြုခြင်းခံပြီးမိရှိုးတပ်ဖြတ်တာကိုခံလိုက်ရတယ်ဆိုပြီးတော့ဖြေလိုက်ရမှာအာရဝံကဒီเจ้าတွေကိုဘလို့သိခဲ့တာလဲအခင်းဖြစ်ပွားတာကိုမြင်ခဲ့ရတာလားဆိုပြီးထပ်မေးလိုက်ပြန်ပါလေအဲဒီခါမှာစာပါရဲ့မိခင်က ရုတ်တရက်ဆုံးအာသွားမိပြီးတော့မှတရင်စာရီထဲမှာမြင်ခဲ့ရတာပါဆိုပြီးဖြေလိုက်တာပါ ဲ့ဒီနောက်အာရဝမ်ကမီဒီယာတွေအမှန်တရားကိုရေးသားပြောဆိုဖို့တည်ရှိနေတာလားဒါမှမဟုတ်မီဒီယာတွေပြောတဲ့စကားတွေကအမှန်တရားတွေဖြစ်သွားခဲ့တာလားတကယ်လို့မီဒီယာတွေမှာပါရှိတဲ့အချက်အလက်တွေနဲ့အမှန်တရားကိုဆုံးဖြတ်ကြမယ်ဆိုရင်တရားရုံးတွေဘယ်လိုအပ်တော့မှာလဲကျွန်တော်တို့လိုရှေ့နေဝိယုံခြုံထားတဲ့သူတွေကလည်းအယူသာသာပဲရှိတော့တာပေါ့ဆိုပြီးရုံးတော်ကိုပြောပါတော့တယ်အာယာကားဒီမှာရုတ်တရက်ထလာပြီးမီဒီယာတွေမှာပါရှိတဲ့သတင်းဟာအချက်အလက်တွေကိုအခြေခံထားကြောင်းနဲ့ တရားခံလေးဦးကလည်းရာဇဝတ်မှုကင်းတွေတတိတရန်းကြီးလုပ်ခဲ့တဲ့သူတွေဖြစ်ကလူရမှုပူရဲစေဝါရောင်းဝယ်မှုနဲ့လူသားမှုတွေအားလုံးကိုကျူးလွန်ထားသူတွေပါဆိုပြီးတော့ဝင်ပြောပါလေဒါပေမဲ့အာရဝံကတရားခံလေးယောက်ဟာဆိုပါမှုတွေကိုကျူးလွန်ခဲ့တာဖြစ်နိုင်ပေမဲ့ဒီနောက်ဆုံးမှုကိုတော့ကျူးလွန်ထားကြောင်းဘာသက်တည်မှမရှိဘူးလို့ဆိုပါလေဒါကြောင့်တရားခံတွေမှာအပြည့်ရှိမရှိကိုတရားရုံးတော်ကသာစီရင်ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်ဆိုပြီးအခိုင်အမာပြောပါလေ။ ဒီခါမှာအာရကစိုက်ကဲအက်ဆီဒန့်ဖြစ်သူကိုခေါ်သွင်းကမေးမြန်းလိုက်ပြီးတရားသူကြီးမင်းနဲ့အာရဝံကိုပါတရားခံလေးဦးမှာပြည့်ရှိကြောင်းပြသလိုက်ပါတယ်။တပ်တွေကိုစေမေးပြီးတဲ့အခါမှာအာရဝံကအဆိုပါလူလေးယောက်ထဲမှာတယောက်မှကားမောင်းတတ်သူမပါကြောင်းနဲ့ဒီလိုဆိုရင်တရားခံတွေထဲမှာကားမောင်းတဲ့နောက်ထပ်လူတယောက်ကိုပါထပ်ပေါင်းထည့်ရလိမ့်မယ်လို့ပြောခဲ့ပါတယ်။အဲဒီနောက်မှာတော့သူဟာတပ်တွေတူးကို ခေါ်ထုတ်လာခဲ့ပါတော့တယ်။ အဲ့ဒီလူကတော့တောရွာကဖားခင်တူဖြစ်ပြီးလွန်ခဲ့တဲ့ရက်များစွာတုန်းကကောလိပ်ကျောင်းကိုရောက်လာကကောလိပ်ကျောင်းသူဖြစ်တဲ့သမီးဖြစ်သူရဲ့အလောင်းကိုထုတ်ယူနိုင်ဖို့အကူအညီလာတောင်းခဲ့တာပါဒါပေမဲ့ဘယ်ဝင်တန်းကမှဖတ်မလုပ်ခဲ့ပဲနောက်ဆုံးမှစာပါနဲ့ส่งတွေ့လိုက်ပြီးသူ့ကိုကူညီပေးဖို့တောင်းဆိုခဲ့ပါလေစာပါကအစာဆုံးကူညီပေးခဲ့ပြီးတော့အလောင်းကိုမြင်လိုက်ရချိန်မှာတော့ကျောင်းသူလေးဟာဗီတာရာလို့အမည်ရတဲ့ကောင်မာလေးဆိုတာကိုချက်ချင်းမှတ်မိလိုက်ပါလေ။ မကြသေးမီရက်တွေတုန်းကစာကြည့်လိုက်ထဲမှာဗီထာရာငိုကြွေးနေတာကိုသူမမြင်ခဲ့ရတာဖြစ်ပြီးចောင်းသူလေးကဖားခင်ကိုလွှမ်းတယ်လို့ပဲပြောနေတာကြောင့်အိမ်ကိုတရိယာပြီးငိုနေတာလို့ပဲထင်ခဲ့မိတာပါအလောင်းကိုထုတ်ယူနိုင်ပြီးတဲ့နောက်မှာဗီထာရာရဲ့ဖားခင်ဖြစ်သူကသူ့ရဲ့သမီးလေးစင်ရဲနွမ်းပါတဲ့ចောင်းသူတို့ဖြစ်ပြီးကြီးမားတဲ့ရွယ်ချက်နဲ့ဇွဲနေပဲခိုင်မာစွာဘွဲရပညာတတ်ဖြစ်ဖို့စူးစမ်းနေတဲ့သူဖြစ်ပါလေ။ ဒါကြောင့်သူ့ရဲ့ကြီးကျယ်တဲ့အိမ်မက်ကြီးကိုစွန့်လွှတ်ရလောက်တဲ့အထိဆုံးဖြတ်ခဲ့ရတာဟာခံစားမနိုင်လောက်အောင်ဆိုးရွားတဲ့ဖြစ်ဆိုးကြီးကြုံခဲ့ရတာကြောင့်ပဲလို့ပြောခဲ့တာပါဒီခါမှာစာပါလဲနောက်ွယ်ကဖြစ်ဆိုးကြီးเจ้าကိုကိုစွမ်းညံစွမ်းရှိသလောက်စ조사ဖော်ထုတ်ရမှာတော့နောက်ဆုံးမှာအဖြစ်မှန်ကိုသိရှိခဲ့ရပါတော့လေသူမဘွဲတစ်ခုအတွက်စာတမ်းပြုစုနေခဲ့ပြီးစာကြီးတိုင်းမှာနာယီရာပေါင်းများစွာအချက်လက်တွေရှာဖွေစုဆောင်းနေခဲ့ပါလေစာတမ်းတော်တော်များများလေးရိုက်တိတ်ထုတ်ဝေခဲ့ပြီးတော့ အရေးသွေးရှိတဲ့စာတမ်းများဖြစ်လို့ထင်ရှားပါလေ။ဒါပေမဲ့တခြားသူတွေနှစ်နှစ်သုံးနှစ်အတွင်းမှာရနိုင်တဲ့ဘွဲကို Vitara ကတော့ခုနှစ်နှစ်ခွဲထိစူးစမ်းခဲ့တာတော့မရနိုင်သေးပါဘူး။စာပါဟာ Vitara ရဲ့ဖုန်းထဲက Diary ကို ဖွင့်ပတ်ကြည့်ရမှာတော့ဂျုံပါတဲ့ပေါမောက်ခတစ်ယောက်ကစင်ရသာမုံတီးရဲ့ဝါရဆွဲရှိပြီးသူမကို တမင်ပယ်ချပစ်နေတာကိုသိလိုက်ရပါတော့တယ်။အဲဒီပေါမောက်ခကစင်ရသားတွေဟာလူချမ်းသာတွေရဲ့ခြေပွားအောက်မှာပဲနေထိုင်ရမယ့်မျိုးရိုးဖြစ်ပြီး လူချမ်းသာတွေနဲ့ပခုံးချင်းရှင်ဖို့စိတ်တောင်မကူးနိုင်ဆိုပြီးသူမကိုအကြိမ်ကြိမ်ပယ်ချပစ်နေတာပါ။ဒါကြောင့်သူမကဆရာရဲ့ရုံမှမှုကြောင့်နေပေါင်းများစွာစ조사ခဲ့ရတဲ့ပန်းတိုင်းကိုဘက်တော့မှမရောက်နိုင်ကြောင်းတီးလိုက်ရချိန်မှာတော့ဆက်လက်မခံစားနိုင်တော့ပဲတေချောင်းကြံစီသွားခဲ့တာပဲဖြစ်ပါတော့လေ။စာပါအကြောင်းစုံကိုတီးစီရပြီးတဲ့နောက်မှာဗီထာရာနဲ့သူမလိုပဲအဖြစ်ဆိုးကြုံခဲ့ရတဲ့တခြားចောင်းသူ52ဦးတို့ရဲ့အဖြစ်တွေကိုမှတ်တမ်းပြုစုပြီး ကျောင်းကြီးစီကိုတင်ပြခဲ့ပါတယ်။သူမကကျောင်းသူတွေအားလုံးအတွက်တရားမျှတမှုပြန်ပေးဖို့အတွက်ကို အပြည့်ရှိတဲ့ပေါမောက်ခရုပ်ကြီးကိုထိုက်တန်တယ်ပြပေးပြီးအရေးယူစေချင်တာပါ။ဒါပြင်ကျောင်းသူ52ယောက်တည်ဆုံမှုတွေနဲ့ပတ်သက်လို့စုံစမ်းစစ်ဆေးကော်မတီဖွဲ့ပေးဖို့အတွက်လည်းတောင်းဆိုခဲ့ပါတယ်။ဒါမဲ့တောင်ဝင်ရှိသူကြီးပိုင်းတွေကအမှန်တရားကိုဖော်ထုတ်ဖို့အတွက်ကိုစိတ်ဝင်စားပဲဒီလိုရကြောင်သူတို့ကြောင်းရဲ့ဂုံတိတ်ခါထိခိုက်စေမယ်ဆိုပြီးတော့ဆက်လက်ဖုံးဖိထားခြင်းနေကြတာပါ ဒီတော့စာပါဟာရဲစခန်းမှာတွားပြီးတော့တိုင်ချက်ဖွင့်ခဲ့ပြီမဲ့ရဲတွေကလည်းဖမ်းမလို့ခဲ့ပြန်ပါဦးဒါကြောင့်ဒီကိစ္စကို KAI စစ်အစိုးရရုံးကိုတင်ပြပြီးတိုင်ချဖို့ကြိုးစားခဲ့ပြီမဲ့စာပါအရိခွင့်ရင်းကိုတော့မရလိုက်တော့ပါဘူးအချောင်းကပေါမောက်ခယုတ်ကြီးဟာဒီတရင်ကိုကြားသွားပြီးတော့စာပါစီကိုရောက်လာခဲ့ပြီးဒီကိစ္စကိုတိုင်ချမှုမလို့ရင်ယာရုတို့အောင်ကူညီမယ်ဆိုပြီးတော့ကန့်လန့်လာခဲ့ပါသေးတယ်စာပါကချက်ချင်းညှင်းစာလိုက်ပြီးတော့လူယုံမာရဲ့ကူညီနဲ့ယာရုတို့မယ်စား တော်ရွာလေးတစ်ခုမှာစာသွားတင်တာကမှမြင့်မြတ်သေးတယ်ဆိုပြီးပြောခဲ့တာပါ။ဗမောက္ခယုတ်ဟာအဲ့ဒီစကားကြောင့်တော်လေးကိုမကြေမချမ်းဖြစ်သွားခဲ့ပြီးညာဘက်မှာတော့စာဘာနောက်ကိုလိုက်ကာကားနဲ့တိုက်တက်ပြစ်လိုက်ပြီးတော့မတော်တဆမှုတစ်ခုလိုထားပစ်ခဲ့တာဖြစ်ပါလေ။ဒီကားတိုင်းမှုတရင်ကိုဆက်ချန်ကြားလိုက်ရတဲ့အခါမှာတက်တန်းကုန်ကန်ကြီးလက်ရှိဝင်းကြီးချုပ်ရဲ့နာမည်ဂုံတရင်တွေပြန်တက်လာစေဖို့စာဘာရဲ့အလောင်းကိုအသုံးချဖို့ကြံစီလိုက်ပါတော့လေ။ ူရဲ့ကြံကိုဝင်းကြီးကိုထုတ်ပြောတဲ့အခါမှာဒီကြံကြောင့်နောက်ထပ်ရွေးကောက်ပွဲပါထပ်မံနိုင်ရနိုင်ခြေရှိတာကြောင့်ချက်ချင်းလက်ခံလိုက်ပါတယ်။ဇက်ချန်ကနိုင်ငံရေးသမားတူရဲ့လက်ရင်းတပည့်တွေဖြစ်တဲ့ရာဇဝတ်သား၄ဦးကိုကြေးစားငှားပြီးတော့စာပါရဲ့အလောင်းကိုမီးရှို့စေခဲ့တာပါ။ကာမောင်သူကတော့ဇက်ချန်ရဲ့တပည့်ရင်းတယောက်ပဲဖြစ်ပြီးမကြာခင်မှာစာပါရဲ့တည်ဆုံးမှုတရင်ပြန့်လို့သွားချိန်မှာတော့လူလူတရလုံးဒီတရင်ပေါ်စိတ်ဝင်စားလာအောင်ဇက်ချန်ကိုယ်တိုင်ကပဲចောင်းသားတွေကိုအကြမ်းဖက်ဖြိုခွင်းစေဖို့အမိန်ပေးလိုက်တာပါ။ အဲဒီနောက်မှာတော့ဆက်ချန်းဟာမင်းသားကြီးလိုမှုတဲကိုဝင်ရောက်သွားခဲ့ပြီးသူခိုင်းစေခဲ့တဲ့ကြေးစားတွေကို ကိုယ်တိုင်ပဲပြန်ဖမ်းတော့တာပါ။ဒါပြင်တပည့်တွေလူစိုးဖမ်းနေစင်မှာဆက်ချန်းကဒီသတင်းကိုသူကိုယ်တိုင်ပဲပေါက်ကြားစေလိုက်ပြီးလူလူရဲ့အာယုံဆိုင်မှုကိုထပ်ပြီးတော့တိုးမြှင့်လိုက်ပါလေ။ဒီအချိန်မှာတရားခံတွေကိုတရားရုံးတင်လိုက်နိုင်ရင်ဆက်ချန်းကိုရိုးဖြောင်းတဲ့တာဝန်သည့်ပြည်သူရဲတအူးဆိုပြီးတော့လေးစားကြမှာဖြစ်လို့ဝင်းကြီးကိုလည်းဆက်ချန်းရဲ့ညွန်ကြားသူဖြစ်လို့နာမည်ကောင်းရစေနိုင်မှာပါ။ ါပေမဲ့ဝင်းကြီးချုပ်ရဲ့လောဘတွေကတလောင်းနဲ့ရမသွားခဲ့ပဲစက်ချန်ကိုတရခံလေးဦးလုံးကိုတတ်ပစ်လိုက်ဖို့ထပ်မံစီခိုင်းလာခဲ့ပြန်တာဖြစ်ပါလေပြေဆုံးပံကာလကိုပြန်လည်ရောက်ရှိလာခဲ့ပြီးရဲသားဟောင်းကြီးဖြစ်တဲ့မူရတိဆိုသူတရားရုံးမှာတတ်သိထွက်ဆိုခဲ့က တကယ်တော့စက်ချန်ဟာတရခံတွေဘာခုခံထွက်ပြေးမှုမှမရှိပဲတမင်တတ်တတ်တတ်ပစ်ခဲ့တာဆိုပြီးတော့ထွက်ဆိုလိုက်ပါတော့လေဒီလိုမှမှန်တရားဟာလုံးဝဖုံးမရအောင် ထွက်ပေါ်လာခဲ့ရပြီး အာရဝံက ပြည်သူတွေအားလုံးဘက်ကိုစူးစူးဆိုင်ဆိုင်ကြည်ကမန်ပါပါနဲ့ခုလိုပြောလိုက်ပါတော့လေတရားခံအသက်ခံရပြီဆိုလို့ခမရတို့အားလုံးဝမ်းသာပျော်ရွှင်ခဲ့တာဟာတရားမျှတမှုကိုလိုချင်တာကြောင့်မဟုတ်ဘူးခမရတို့ထင်ထားသလိုဖြစ်စေချင်တာကြောင့်ပဲဒီလိုတွေးခေါ်မျိုးကိုလည်းအိန္ဒိယပညာရေးစနစ်ကမူလာတန်းကျောင်းသားဘွားမှာကလေးကရိုက်သွင်းထားခဲ့တယ်အသားရောင်နဲ့ခွဲခြားဖို့ပညာရေးမှာသင်ခဲ့ရသလိုအခုလဲရာဇဝသား၄ဦးကိုခမရတို့အထင်သေးတဲ့စိတ်နဲ့ဝိုင်းဆုံးဖြတ်ခဲ့တာပဲ။ ဒီလိုဖြစ်ပျက်တွေကအိန္ဒိယဆိုတဲ့နိုင်ငံမှာမရေမတွက်နိုင်အောင်ဖြစ်ပျက်နေကြတော့မယ်။ဒီလိုပုတ်တိုးဆွေးမြေနေတဲ့ယူဆတွေစွဲကင်ထားတဲ့တိုင်းဝိုင်းတွေကြောင့်ဇီတာရာကသူမရဲ့ဒိုင်ယာရီထဲမှာစာအကြောင်းလေးတစ်ကြောင်းရေးထားခဲ့တယ်။ကလေးမလေးကအားလုံးဟာဒီနိုင်ငံမှာမွေးလာမိတဲ့ကျမရဲ့အမှားပါပဲဆိုပြီးရေးထားခဲ့တာဗျ။အဲဒီနောက်မှာတော့တရားရုံးတော်ကစက်ချန်ကိုလူလေးယောက်တတ်တဲ့အမှုအတွက်အပြစ်ရှိကြောင်းအမိန့်ချမှတ်ခဲ့ပြီးတရားရုံးဝင်တုန်းကသူရဲကောင်းကြီးလို့ ကြိုးစိုးခံခဲ့ရသူကိုတရားရုံးကထွက်မှာတော့အမှန်တရားကိုသစ္စာဖောက်ပြီးပြည်သူတွေရဲ့ယုံကြည်မှုကိုအလွဲသုံးစားလုပ်တဲ့သူဖြစ်နေဝိုင်းတမုတ်ကြပါတော့လေစာပါရဲ့မိခင်နဲ့တူအခြားသောပြည်သူတွေအားလုံးကသူကိုဝိုင်းပြီးတော့ချိန်ဆလိုက်ကြပုံကတော့မကြားရနိုင်လောက်အောင်ပဲရှိနေပါတော့လေအမေရိကန်ရောဆက်ချန်ဟာသူ့ရဲ့သားလေးကားတိုက်ခံရပြီးတဲ့နောက်ပိုင်းမှာစုံစမ်းမှုတွေရဝင်ကြီးချုပ်ကိုရိုင်က သူ့သားကိုလှုပ်ကြံခိုင်းခဲ့တာကိုသိခဲ့ရတာပါ ဝင်းကြီးချုပ်ကဒီဖြဲတွေကြောင့်ပြည်သူတွေကသူတို့ပါတီကိုတနာကိယူနာတတ်ပြီးတော့မဲဝိုင်းထဲကြလိမ့်မယ်လို့မျှော်လင့်ထားတာပါဝင်းကြီးချုပ်ရဲ့ဒီလုပ်ရကြောင့်ပဲစက်ချန်ဟာရုံးပါတဲ့နိုင်ငံသမားတူရဲ့နောက်လိုက်ခွေးဖြစ်နေရပုံကိုအမြင်မှန်ယာသွားခဲ့ပါလေအရင်နောက်ပိုင်းမှာသူဟာကျောင်းသူတွေတေဆုံးမှုကိုရော စာပါရဲ့တေဆုံးမှုကိုပါအသေးစိတ်လိုက်စုံစမ်းခဲ့ပြီးအချက်လက်တွေပြည့်စုံစွာရရှိလာခဲ့တဲ့ချိန်မှာတော့အဲ့ဒီအချက်လက်အားလုံးကိုမူလတီကို ပေးအပ်ခဲ့ပြီးတော့ရှင်းနေကောင်းကောင်းတူငှားရမ်းပြီး သူ့ကိုတရားပြန်ဆွဲဖို့ကိုယ်တိုင်ပဲခိုင်းစေခဲ့လိုက်တာဖြစ်ပါတယ်။သုံးလခန့်ကြာမြင့်လာပြီးတဲ့နောက်မှာမူရတိယာဆက်ချန်ကိုထောင်ဝင်စာသွားတွေ့ခဲ့ပြီးပေါမောက်ခယုတ်ကြီးအဖမ်းခံလိုက်ပြီဖြစ်ကြောင်းအသိပေးလိုက်ပါတယ်။မူရတိပြန်ကန်ဒီချိန်မှာတော့ခမားငားလာတဲ့ရှေ့နေကအရန်တော်တယ်ဆိုပြီးချီကျူးစကားဆိုလိုက်ပါတယ်။ပြီးတော့တဆက်သေးသူနဲ့အာရဝန်တို့ဟာအတိတ်ကာလတုန်းကရန်ညှိုးတွေရှိခဲ့ဘူးတဲ့ကြောင်းပြောပြခဲ့ပါတယ်။အဲဒီခါမှာမူရတိက ဒီအကြောင်းတွေကိုသူတည်ထားပြီးကြောင်းနဲ့တချိန်က R1 ရဲ့တပည့်ဖြစ်နေတာဝန်ထမ်းခဲ့ဘူးတယ်လို့ပြောပြလိုက်တာပါ R1 ရဲ့ရာရှိဖြစ်ခဲ့စဉ်ကအမှန်တရားအတွက်ဘာမဆိုရင်ဆိုင် တိုက်ခိုက်သူဖြစ်ခဲ့ပြီးမကြာခဏဆိုသလိုအာနာကြီးသူတွေနဲ့ပြဿနာတက်လိရှိပါလေတရမှာအထီးရုံတစ်ခုရဲ့နောက်ွယ်မှာနိုင်ငံရေးပါတီကြီးတစ်ခုဂျိုးကိုင်နေတာကိုသိရှိလိုက်ရပြီးတဲ့နောက်မကြာခင်မှာအထက်က အရင်မှုကိုပိတ်သိမ်းဖို့အမိန့်ချပါလေဒါပေမဲ့သူကအဆိုပါအထီးရုံမှာ အသက်သေဆုံးမှုပေါင်းများစွာရှိနေတာကြောင့်တရားမျှတမှုကိုရယူပေးနိုင်ဖို့ဆက်လက်ပြီးတော့စုံစမ်းနေကြတာပါတရားမအိုက်မှုတွေကိုဝင်ရှုပ်တဲ့ဝင်ကြီးကိုပါပါဆွဲရိုက်ပစ်ခဲ့ပြီးဒိမကြခင်မှာတော့အဲ့ဒီဝင်ကြီးကသူ့ရဲ့အာနာရှိန်ဝါကိုတုံးကာအာရဝံကိုထောင်ထဲထည့်ပစ်လိုက်ပါတော့လေမတရားမှုကြီးဆိုပြီးတရားမျှတမှုကရှုံးနေရခြင်းတို့အာရဝံတော်လေးခံစားလိုက်ရတဲ့ပြင်သူ့ရဲ့ဇနီးဖြစ်သူကလည်းအပြင်ကနေနီလန်ပေါင်းစုံနဲ့ကဲထုတ်ဖို့စူးစမ်းနေရင်တရားမဝင်ကြီးရဲ့လူတွေက သူမကို တပ်ပြစ်လိုက်ကြပါတော့လေဒါကြောင့်ဆိုပါဝင်ကြီးကိုအာရဝံကအညိုးတကြီးနဲ့ရှိနေခဲ့ပြီးထောင်ကပြန်လွတ်မြောက်လာချိန်မှာတော့လက်စားချေဖို့နီးလန်းနေရှာဖွေနေခဲ့တာဖြစ်ပါလေတချိန်တည်းမှာပဲမူရတီကလည်းစက်ချန်စီကချက်လက်တွေကိုရရှိလိုက်ချိန်မှာအာရဝံကိုချက်ချင်းမဲ့သတိကြလိုက်မိပါလေဒါကြောင့်အဲဒီချက်လက်တွေကိုအာရဝံကိုပေးရကဒီမှုကိုတရားမျှတမှုရရှိစေဖို့အတွက် ပြင်တပါးတဲ့ဝင်ကြီးချုပ်ကိုပါလက်စားချေနိုင်စေဖို့လှုပ်ဆောင်လိုက်တာပဲဖြစ်ပါတော့နေခင်ဗျာ။ တရားရုံးတော်ဆိုတာမှန်တရားကိုရှားပွေပြီးတရားမျှတမှုတို့ဆီရင်ချက်ချမှတ်ပေးရတဲ့ကြီးမြတ်တဲ့နေရာဌာနဖြစ်ပါလေ။ဒါပေမဲ့ရှေးကြည့်နောက်ကြည့်နေရပြီးကျုံတို့လက်စားတရားစီရင်တဲ့သူတွေရှိလာခဲ့ရင်တော့အဲ့ဒီဌာနဟာမတရားရုံးတော်သာဖြစ်ပြီးရုံညံ့တဲ့အစာအုပ်ပြတ်တစ်ခုဖြစ်ပြောင်းလဲသွားမှာပါ။ကဘာပေါ်မှာတရားရုံးတော်တွေသာတိုးတက်ပွားများလာစေဖို့အလေးနက်ဆန္ဒပြုအပ်ပါလေ။ဆုံးနေရပြီခဲ့တဲ့ပြိဿရောက်စီတိုင်းကိုဂျေဇူးတူပဲတင်ရှိပါကြောင်းနဲ့ တိုင်းပြည်နယ်လူသားမျိုးတွေကိုအစိမ့်မကတ်သူများအားလုံးပဲကျန်းမာဘေးကင်းကြပါသည်ခင်ဗျာကျွန်တော်အန့်ခင်မှုပါ